စစ်ဆိုတာပြုတ်ပြောမယ်အမှန်တော့စစ်တိုင်လို့နိုင်မနိုင်နိုင်မဟုတ်ဘူးစစ်တိုင်လို့ဘယ်နှမျိုးဘယ်ဟာဘယ်နေရာဘယ်လောက်ပဲတိတ်တယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွတ်တော့ငင်းချမ်းအေးချမ်းမှုကိုရည်ကြည်တာတနက်တစ်ချက်မဖောက်ခဲနဲ့ပဲရရဘယ်လိုပဲရရသိမ့်ခံထားရတယ်မျိုးတွေရပလက်နဲ့ပဲရရရကောင်းနေရရဖို့ရည်ကြည်တာအခုမှဗျာဟိုကိုပါတီကထွက်လာလိုက်ဒီပါတီကထွက်လာလိုက်ကိုပရာဟိတာထွက်လာလိုက်ကိုလူမှုဖွဲ့စည်းကထွက်လာလိုက်ဟမ်ခင်ဗျားတို့ခင်ဗျားတို့ရစိတ်ကစိတ်ကြီးစရာကောင်း Hi Jeremy Babituni ကိုမနက်ပါများအားလုံးပဲမင်္ဂလာပါ Newsbeat Channel ကနေမြန်မာပြန်လည်ကြိုဆိုလိုက်ပါတယ်2025ခုနှစ် April 23ရက်နေ့ကျွန်တော်ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့နေ့နေ့ညမှာနောက်ဆုံးကြားသိရတဲ့တော်လန်တင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကျွန်တော်ရဲ့အတူစာဆုံးကြည့်ရှုပေးချဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်အရင်ဆုံးနေနဲ့ခါတိုင်းလိုပဲတော်လန်တင်တိုးလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတင်တိုးအနေနဲ့ကတော့ ။တနင်္သာရတိုင်းထဝက်ခရိုင်အတွင်းမှာရှိတဲ့ထိထပြူဟာစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီဘက်ကနေပြည်မမြူဟာမှုအပါအဝင်တပ်သားတရာခန့်တည်ဆုံပြည်မလက်နက်ခဲယမ်းများတင်းဆဲရရှိခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။အဲ့ဒီစကန်တိုင်းတိုက်ပွဲမှာစကောင်စီဘက်ကနေပြည်တော်မှာဗျူဟာမှုပါဝင်တပ်သားတရာခန့်တည်ဆုံခဲ့ပြည်တော်မှာ တော်လိုင်းဘူအောင်တပ်ဘက်ကတဦးချဆုံးခဲ့တယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်။စစ်ကောင်စီထံကနေပြီးတော့မှ120မမနဲ့လက်60မမ40မမ RPG နဲ့စစ်တနတ်တွေလက်နက်ခဲများစွာတင်ဆက်ရရှိခဲ့ပြီးတော့မှစစ်ကောင်စီဘက်ကနေပြီးတော့မှ Mi-17 ရဲ့ယင် K8W Jet Fighter နဲ့ White Hawk Lane တွေကိုအသုံးပြုပြီးတော့မှနေ့စဉ်ဒီပါဘုံကျဲတိုက်ခိုက်မှုတွေကြားထက်ကနေပြီးတော့မှစခန်းကိုတင်ပတ်ရရှိခဲ့တာလို့ ကျွန်တော်နောက်ဆုံးကြားသိရတာပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီအထဲမှာလည်းပေါ့နော်စစ်ကောင်စီရဲ့ viewer မှုကနေပြတော့မှကျွန်တော်တော်လိုင်းတဖုံတွေပုံမှာမချိန်မငန်ပြောဆိုလို့ကျွန်တော်ဘက်ကနေပြတော့မှအသေးပြက်ခဖန်းစီလိုက်ရတယ်ဆိုတဲ့သတင်းမျိုးလည်းနောက်ထပ်ကြားသိရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတဘိုးအနေနဲ့ကတော့စစ်ကောင်စီရုံးဆက်ရနေပြတော့ကောင်စီနေမြေဥဒရာတီရီမျိုးနဲ့လမ်းပိုင်းတနေရာမှာကာကွယ်ပစ္စည်းစိတ်ရုံကပါစာကမိုးမိုးပါဝင်တက်ချက်နဲ့ဒုတက်ချက်သုံးဦးကိုတော်လိုင်းတဖွဲ့ပြီးသူကာကွယ်လို့မြေရေးတမတော် PLA ကဖန်းစီရမိခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ် သူတို့ကကားနဲ့လာတဲ့ချိန်ဖမ်းမိတာပါဘုံမှုကိုဖမ်းပြီးပြန်နေပြီးတော့နဲ့25မိုင်အကွာမှာတိုက်ပွဲဖြစ်တာပါတိုက်ပွဲအတွင်း3ရောက်လို့တေဆုံးသွားတာပါစပရမပီတိုလိုမျိုးရဲ့တမတော်ပြလေတပ်ဖွဲ့ဝင်ရဲဘော်ကျော်ကြီးကနေပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်ကပါစဘုံမှုနဲ့ဖွဲ့ကိုဖမ်းဆီးရမိတဲ့ချိန်မှာငွေကျပ်3000ကျော်နဲ့စစ်ဘက်ဆိုင်ရာတုံးဆောင်တွေဖုန်းမျိုးမျိုးလည်းတင်းစေးရမိခဲ့တယ်လို့ကျွန်တော်နောက်ဆုံးကြားသိရတာပဲဖြစ်ပါတယ်တကယ်အဲ့ကိုတရင်ကောင်းလေးပဲပေါ့နော်ဒီစစ်ကောင်စီရဲ့ကပါစဘူကြီးတွေကနေပြီးတော့ကျွန်တော်တော်လိုင်းတပ်ဖွဲ့ဝင်တွေပုံမှန်ဒီလိုမျိုး ဒီထောက်ဖို့တွေလုပ်သွားတာဖြစ်ပြီးမှအခုဆိုရင်တော့ကျွန်တော်နေပြီးတော့တဝိုက်မှာဆွန်လဲတော်လိုင်းတဖို့ဝင်နေစတင်လို့ရှာနေပြီဆိုတော့လဲတွေ့ရတာပဲဖြစ်ပါတယ်မြောင်းလိုင်းနေတဲ့ကတော့ခုချိန်ထိအတိတ်တရားဝင်ဘူးဆိုတော့မကြခင်မှာတော့ဒီကောင်းပါတော့ကျွန်တော်တို့ဘက်ကနေမြို့မှာမြေလံပြီးတော့မှပြက်ခတ်ရှင်းလင်းရတော့မယ့်အနေထားတရားကိုခုဆိုရင်သူကိုယ်တိုင်ကြုံတွေ့နေရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတဖို့အနေနဲ့ကတော့ စကိုင်းတိုင်းကလေးမြို့တောင်ပိုင်းမှာရှိတဲ့စစ်နယ်ပြူစော်ဒီစခန်း၅ခုတင်ပိုင်းမှုမှာချမ်ပစ်စစ်သားအလောင်း60ကျော်နဲ့လက်နက်ခဲများပြားတင်ဆက်ရရှိခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ကပနီစကားမှာအလောင်းတွေ့ခဲ့တာက15လောင်းရှိပါတယ်။ပြီးတော့မန်တော့နဲ့အောင်တာယာမှာဆိုရင်15လောင်းတွေ့ခဲ့ပါတယ်။နောက်ဆုံးကြန်တာမှာဆိုရင်15လောင်းကျော်စုစုပေါင်းရန်သူ့အလောင်းတို့ကကျွန်တော်တို့အနေနဲ့တွေ့တာဆိုရင်60ကျော်ရှိပါတယ်ဆိုပြီးတော့မှ CDF KKG ဥက္ကဋ္ဌဆလိုင်းဇော်ဘွေထောင်ကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြံပါကတော့ အခုဆိုရင်ကျွန်တော်တော်လိုင်းရဲ့တဖို့ဝင်ရတဲ့မြို့မှာထိထပြောကုန်းစခန်းသိမ်းပွဲမှာမချေမငံပြောဆိုခဲ့တဲ့စစ်ကောင်စီရဲ့ဗျူဟာမှုကိုအသေးပြက်ခတ်ဖန်ဆီးခဲ့တဲ့ဆိုတဲ့သတင်းပေါ်မှာရေဘော်ရှန်လေးရတဲ့မြို့မှာတေချာရှင်းပြထားတာပဲဖြစ်ပါတယ်။ရေဘော်ရှန်လေးဘီလိုမျိုးတွေပြထားမလဲဆိုတော့ကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော်။အကျန်ဖတ်စစ်ခွတ်တက်ရှိတဲ့မိသည့်နေရာမဆိုကျွန်တော်တို့အရောက်လာမှာဖြစ်တယ်။တိုက်တဲ့နေရာမှာပုံအဲ့ဒီအိမ်ထိတကားလာခေါက်မှာကျွန်တော်တို့မှာနေရာ location အမည်အတိအကျအသက်အရွယ်လူဦးရေစရင်အပြည့်အဝရှိတယ်ကျွန်တော်မြင်ပါ။ ဟုတ်ပြီဒါဆိုရင်တော့အဲ့လိုမျိုးကျွန်တော်တို့ဒါတပ်ဖွဲ့ဝင်တွေကိုမချင်မငင်ဆက်ဆံလိုက်တဲ့ကျွန်တော်တို့အရှင်ဖမ်းမိပေမဲ့သူ့ရဲ့ဒါရန်မှုလူတဲ့အပြုတ်မှုကြောင့်တည်ဆုံးခဲ့ရတယ်အကြမ်းမဖက်စစ်ခွေးတက်ရဲ့ view ဟာမှုပြီးတော့သူနှစ်ပါတာလည်းအကြမ်းမဖက်စစ်ခွေးတက်ပေါ့ခွေးတက်ခွေးတက်ကဒါမိဖြတ်ခံရတဲ့ငစလူခွေးအတွေအကုန်လုံးတည်ဆုံးခဲ့ရပြီးတော့လက်ရှိအချိန်မှာကျွန်တော်တို့ထိထ viewer ဂုံးကိုလည်းပဲဂျမ်ဖက်စစ်ခွစ်တက်ကလီကြောင်းကနေပြီးတော့ဘုံကျက်တက်ခိုက်မှုတွေလုံဆောင်ခဲ့ပါတယ်ဝိုင်ချွဲပြီးတော့ MI 70 Jet Fighter လေယာဉ်တွေနဲ့အချိန်ကြီးဘုံကျက်တက်ခိုက်ခဲ့တယ်ဆိုတာလေသတင်းရရမှာတွေ့ရမှာဖြစ်တယ်ဒါကြောင့်တို့အကုန်လုံးကအစစီမှသာကျဲသွားပါတယ်ကျွန်တော်တို့လောက်တာမဟုတ်ဘူးเนาะကျွန်တော်မြင်ပါကျွန်တော်တို့လောက်တာမဟုတ်ဘူးတို့ဘက်ကအဲ့ဒီ viewer ကုန်းကိုပဲဘုံလာကျဲတယ်အချိန်ကြီးဘုံကျဲတာကျွန်တော်တို့မှာစရင်လည်းရှိတယ်ကျွန်တော်တို့မှာတက်တည်တွေလည်းရှိတယ်အဲ့တော့ အဲဓာတ်ဘော်ဒီလည်းမကြံလောက်ရောက်မကြံလောက်အောင်ကိုပြောကြတာကမြေတော်မြုပ်เสียမလို့လောက်အောင်ကိုပါစီစုတ်ပြတ်တက်ခွာလန်ကျဲသွားပါတယ်။อืมဒါကတော့နမေရမ်းကြီးပါတယ်ဆိုတဲ့ပြီးတော့အဲ့မှာလေနေမြေအတွင်းထဲမှာအကြီးဆုံးသော viewer system ရဲ့ viewer မှုရဲ့နောက်ဆုံးတော့သွားရလမ်းနဲ့သူ့နောက်ကကောင်းတွေရဲ့နောက်ဆုံးတော့သွားရလမ်းခကြီးဖြစ်ပါတယ်။ဟုတ်ပြီ။ ဒီအောင်မြင်မှုကကျွန်တော်တက်မှလေးဒေတာတွင်ထဲမှာအကြီးမားဆုံးအောင်မြင်သူအောင်မြင်မှုလို့လည်းပြောလို့ရပါတယ်လက်ရှိ viewer အဆင့်စကန်တစ်ခုကိုတိုက်ခိုက်သိမ့်ပိုက်ခဲ့တဲ့ပရမအူဆုံးသောအောင်မဖြစ်ပါကဲနုတက်မှလေးလုံးမလုပ်ဘူးဟာတက်မှလေးရခရင်အချင်းချင်းပြစ်နေတာပဲဟာတက်မှလေးမှာတစ်ဖွဲ့နဲ့တစ်ဖွဲ့ချောင်းပြစ်နေကြတယ်တက်မှလေးမှာတယောက်နဲ့တယောက် စကမ်းတစ်ခုနဲ့တစ်ခုအချင်းချင်းပြတ်ခတ်နေကြတယ်ဟုတ်ပါဘုပ္ပချက်ကဒရင်နေမှာတော့ဟုတ်ပါတယ်ကျွန်တော်ရက်ကကဒရင်ကတော့တမလေးရဲ့အင်အားကြီးဆုံးတမလေးရဲ့ကြီးမားဆုံးသော viewer system ကိုပထမဦးဆုံးတိုက်ခတ်သိမ့်ပိုက်နိုင်ခဲ့ပါတယ်အဖြေကတော့ရှင်းပါတယ်တို့လည်းပြောချင်တာပြောကျွန်တော်တို့ကတော့ကျွန်တော်လုတ်သိမ့်လုတ်ထိုက်တာတွေကိုတော့လုတ်နေကြပါတယ် အကြီးမားဆုံးအောင်မြင်မှုရခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ view ဟာကုန်းဟာအခုပရမအုပ်ဆုံးကြိမ်သိမ့်ပိုက်နိုင်ခဲ့တာဒီစကန်ကအရေးပါတဲ့စကန်ဖြစ်တယ်။အဲ့ဒီစကန်သိမ့်လိုက်တဲ့အချိန်မှာကန်ယိုဒန်တိုင်းစစ်ထာနာချုပ်ကတိုက်လေရင်တွေဘုံကျဲလေရင်တွေတောင်မကအရှိတောင်တိုင်းစစ်ထာနာချုပ်ကပါလေရင်တွေအသေးအတန်တက်လာပြီးတော့သူတို့စကန်ကိုသူတို့ဘုံကျဲသွားတဲ့အကြောင်းဘရူဆောအန်နာကပြောဆိုခဲ့ပါတယ်။ဒီမှာရဲဘော်ရှန်လေးပြောထားသလိုပဲပေါ့နော်ကျတို့ ကညူတဖော်တွေအခုလိုမျိုးစုစုစစ်စစ်နဲ့တက်ခိုက်မယ်ဆိုတော့စစ်ကောင်စီတဖော်ဝင်ဘလူနီနဲ့မှမခနိုင်ဘူးဆိုတော့လည်းတွေ့ရတာပဲဖြစ်ပါတယ်ဒီထဗျူဟာစခန်းမှုဟာဆိုတော့ကျွန်တော်ခုဆိုရင်ဒီလိုမျိုးတော်လိုင်းရေးတဖော်ဝင်ရနေပြီးတော့ပြခရှင်းလင်းခဲ့တာပြီးတော့တဖက်မှာစစ်ကောင်စီတဖော်ဝင်နေပေါ့နော်ဒီစစ်တုံးပိုင်းကိုစစ်ကောင်စီဘက်ကနေပြီးတော့ပဲပြန်ပြီးတော့လေချောင်းကနေဘုံကျက်တက်ခိုက်မှုတွေလည်းလှုပ်ဆောင်နေတယ်လို့ကျွန်တော်ကြားသိရတာဖြစ်တယ်ဆိုတော့တောင်ပိုင်းတိုင်းမှာဆိုတော့ကျွန်တော်တော်လိုင်းတဖော်ဝင်အခုရပိုင်းဆိုတော့တော်လေးကိုခက်စစ်စစ်ပေါ့နော်ဈေးလိုရှောင်းမှုတွေလှုပ်ဆောင်လာတာပြီးတော့ ကျတို့တော်လံပီသူတွေနဲ့သူ2025ခုနှစ်ထဲမှာနေပြီးတော့ထိတလန်းနိုင်ဖို့ကျုံးဝနေကြတာမလို့တခဲကိုလုပြနေပြီဆိုတော့လဲစစ်ခွေးဘောမှာလော်ဘီတိုက်တည်တည်နေတာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ဦးသိမ်းမြနေပြီးတော့မှကျတော့ရခိုင်ပြည်နယ်မှာအခုဆိုရင်ရခိုင်ပြည်သူတွေကစပေးပြန်ငဘေးဥပါချုံငရရဲဆိုတဲ့အကြောင်းကိုရှင်းပြထားတာပဲဖြစ်ပါတယ်။ဥတည်မြတ်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတော့ကျတော့စပီရမကြည့်လဲရအောင်နော်။ရခိုင်ပြည်နယ်မှာတကြောပြန်တိုက်ပွဲတွေပြန်ဆတဲ့2023ခုနှစ်ဂုံပိုင်းကလေးကလူလူဟာအဖက်ဖက်ကအပိတ်ခံထားရပါတယ်။ ခီးသွားလာခွင့်နဲ့ကုန်ပစ္စည်းတွေတည်ယူပို့ဆောင်ခွင့်အပိတ်ခံထားရတာကတော့အစိုးဆုံးနဲ့လူတွေကိုအငတ်ပေးစိုက်ရောက်စေတဲ့အဓိကအကြောင်းရင်းမှာ45 rights ရဲ့ဖော်ပြချက်အရအရခတ်တက်တော် AA ရဲ့ပိတ်ပင်ကန့်သတ်မှုတွေလည်းရှိပါတယ်ဘင်္ဂလားဒေ့ရှ်ကလည်းနေဆက်ကွန်တရီကိုပိတ်ထားပါတယ်အဓိကအကြဆုံးလက်တယ်တရခံကတော့စစ်ကောင်စီပါစစ်ကောင်စီကရခိုင်ကိုဖျက်လေးဖျက်လုပ်ပါတယ်ရခိုင်ပြည်ကိုအတွင်းရောအပြင်ကနေပါကန့်သတ်ပိတ်ပင်ပါတယ်လက်ရှိရခိုင်ရဲ့18မြို့လေးက3မြို့ကိုသာစစ်ကောင်စီက ထိမ့်ချုပ်ထားနိုင်ပါတော့တယ်။ကျန်တဲ့မျိုးတွေကို AA အာရခတက်တော်ကတင်ထားပါတယ်။စစ်ကောင်စီထိမ့်ချုပ်ထားတဲ့မျိုးတွေကတော့စစ်တွေကြောက်ဖြူနဲ့မန်အောင်လို့ဖြစ်ပါတယ်။အဓိကစိတ်ကမ်းမျိုးလည်းဖြစ်တယ်လို့ရခိုင်ရဲ့မျိုးတော်လည်းဖြစ်တဲ့စစ်တွေကစစ်ကောင်စီရဲ့လက်ထက်မှာရှိနေတဲ့အတွက်စစ်ကောင်စီဟာဗမာပြည်ရဲ့တခြားနေရာတွေကနေပြီးတော့ရခိုင်ပြည်နယ်တွေကိုစီးစင်လာမဲ့ကုန်စည်လမ်းကြောင်းတွေအကူအညီတွေကိုထိထိရဲရောင်နဲ့ပိတ်ပင်ထားနိုင်နေပါသေးတယ်။ဒါနဲ့ပတ်သက်လို့ရခိုင်ပြည်နယ်မှာတာဝန်ကျတဲ့ကုလသမဂ္ဂအရာရှိတူရဲ့ပြောကြားချက်ကို45 rights ကအခုလိုဖော်ပြထားပါတယ်။ 2023ခုနှစ်နိုဝင်ဘာလမှာ AA နဲ့စစ်ကောင်စီကြားတိုက်ပွဲတွေစပြီးတော့ဖြစ်ပွားတဲ့အချိန်ကစပြီးတော့စစ်ကောင်စီတပ်တွေကတွာလာရေးနဲ့ဝင်ရောက်ခွင့်တွေကိုတင်းတင်းကြပ်ကြပ်ကန့်သတ်ခဲ့တယ်။စစ်ကောင်စီအုပ်ချုပ်ရေးကရခိုင်ပြည်နယ်အလဲပိုင်းကနေမြောက်ပိုင်းကိုပို့ဆောင်တဲ့အဓိကထောက်ပံ့ရေးလောင်းချောင်းတွေကိုပိတ်ပင်ခဲ့ပြီးတော့နောက်ပိုင်းမှာဗမာပြည်အလဲပိုင်းကနေရခိုင်ပြည်မြောက်ပိုင်းထောက်ပံ့ရေးလမ်းကြောင်းတွေကပိတ်ပင်ခဲ့တယ်လို့ဆိုပါတယ်။ဒီလိုပိတ်ပင်ကန့်သတ်တာတွေကြောင့်ဒေသတွင်းကပြည်သူတွေဟာအငက်ငက်အပြက်ပြက်ဖြစ်လာတာပါ။အဲ့ဒီအပြင်မှာ ကျမရေးဆောက်ရှောက်မှုနဲ့ဆေးဝါးလုံလုံလောက်လောက်မရတော့တာကြောင့်ယောဂါဖြစ်ပြီးတော့တည်ဆုံးတဲ့လူတွေလည်းရှိလာပါတယ်ဒီလိုတည်ဆုံးမှုတွေထဲမှာရခိုင်ပြည်နယ်ပေါတောမြို့နယ်ကရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုမှာနေထိုင်တဲ့ကိုအောင်ထွန်းရဲ့နှစ်နှစ်ခွဲအရွယ်တမိလေးလည်းပါဝင်ခဲ့တယ်လို့45 rights ကဖော်ပြထားပါတယ်ကိုအောင်ထွန်းရဲ့တမိငယ်လေးဟာ2024ခုနှစ်ဇူလိုင်လတုန်းကဆေးလည်းမရှိကုသပေးမဲ့လူလည်းမရှိတာကြောင့်ဝမ်ပြက်ဝမ်ရှော့ယောဂါဆက်ဖြစ်ပြီးတော့၃နာရီအတွင်းမှာတည်ဆုံးခဲ့ရပါတယ်သူက ပြောပြတာကတော့ကျမရဲ့အဖွဲတစ်ဖွဲ့ကိုသူဖုံးဆက်ခဲ့တယ်။ဒါပေမဲ့စစ်ကောင်စီကလွန်ခဲ့တဲ့လအနေငယ်ကလေးကကန့်တက်ထားတာကြောင့်သူတို့မှဘာစေးဝါးမှမရှိဘူး။ဘာစေးဝါးမှမပို့နိုင်ခဲ့ဘူး။အဲ့ဒါကြောင့်ဒေါ်လေးကိုစိုးတယ်နော်။သူသမီးလေးကလည်းအယံငယ်ပြီးတော့တင်းလေတင်းတလေးဆိုတော့ခဏရေမရှိခဲ့ဘူး။၃နာရီတက်မှာပဲတိစုံသွားခဲ့တယ်လို့သူကဆိုပါတယ်။သူဇနီးနဲ့သူကအဲ့ဒါကြောင့်အလွန်မင်းစိတ်ထိခိုက်ခဲ့ရတယ်လို့ကိုအောင်ထွန်းကပြောပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့မှတ်တမ်းအရဆိုလို့ရှိရင်2024ခုနှစ်ဇွန်လကနေပြီးတော့ အောက်တိုဘာလအထိရခိုင်ပြည်နယ်မှာရေတပ်အပြင်းထန်ဆွတ်ရှုံတဲ့ one shot one ပြက်ယောဂါ AWD ဖြစ်ပွားသူပေါ2600ကျော်ရှိပါတယ်45 rise ကအဲ့ဒီဖြစ်စင်မှာတိစုံတဲ့သူ12ယောက်လောက်ရှိတယ်လို့ခန့်မှန်းထားပါတယ်အဲ့ဒီတော့ကလူအများစုဟာဝမ်းယောဂါဝင်တဲ့အချိန်တဆားတောင်ဖြုံမတော့နိုင်ခဲ့ကြပါဘူးတဆားတွေဟာအဲ့ဒီမှာအကန့်အသတ်လည်းပဲရှိတဲ့အပြင်ဝယ်ဖို့ဈေးသိပ်ကြီးတဲ့အတွက်ကြောင့်တဆားတုတ်တောင်မှမဝင်နိုင်ကြတာပါအဲ့လိုအခြေအနေတွေကြောင့် သူတို့ရဲ့ကျမ်းမာရေးအခြေအနေကချက်ချင်းဆိုတော့ဆိုးလာပြီးတော့တေဆုံးကုန်ကြတာလို့သိရပါတယ်စစ်ကောင်စီကဒီလိုအခြေအနေမှာကိုယ်တိုင်လည်းမကူညီသလိုကူညီကယ်ဆယ်ရေးလုပ်ပေးမဲ့ရခိုင်ကအရက်ဖက်အဖွဲ့အစည်းတွေနဲ့ကုလသမဂ္ဂအဖွဲ့ဝင်တွေကိုလည်းတွားခွင့်မပေးဘဲနဲ့စစ်တပ်စစ်စည်းရေးဂိတ်တွေကနေပြီးတော့ကန့်သတ်ပိတ်ဆို့ထားပါတယ်ဒါတော့ဦးသိမြရနေပြီးတော့မှကျွန်တော်တို့ဟိုချိန်မှာရခိုင်ပြည်နယ်ထဲမှာပါနော်လူမျိုးခေခေပေါင်းစုံကြုံတွေ့နေရတဲ့ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်ပါတယ်စစ်ကောင်စီပြင်ကျွန်တော်ဘက်ကနေပြီးတော့မှဒီလိုမျိုးဖိနှိပ်ကန့်ကွက်မှုတွေရှိနေတဲ့ကြားထဲကနေပြီးတော့မှအ အခုဆိုရင်တော့ကျတို့ကြမ်းမရေးဆိုင်ရာပိုင်းလဲတော်တော်လေးထိခိုက်နေတာပဲဖြစ်ပါတယ်။စာနေရေးခါပြင်ခုဆိုရင်ကွန်စီစစ်စင်းမှုတွေကိုစစ်ကောင်စီကနေပြည်မှာပြည်တွင်းပြပထိန်းချုပ်ဖို့စ조사နေတာပြည်မှာသူတို့ထိန်းချုပ်ထားတယ်ပေါ့နော်။မျိုးတော့မျိုးကနေပြတော့အဓိကလှုပ်ဆောင်နေတယ်လို့ကျွန်တော်နောက်ထပ်ကြားသိရတာပဲဖြစ်ပါတယ်။ကျွန်တော်အားလုံးလည်းသတင်းတွေမှာတွေ့ကြထားတဲ့အတိုင်းရခိုင်ပြည်သူတွေဟာဆိုတော့အခုချိန်မှာတော့နေဆန္ဒရေးခါတွေပြင်သူတို့ကျန်းမာရေးနဲ့ပတ်သက်ပြတော့ပါနော်။ကုညီထောက်ပံ့မှုတွေ၊စေဝါရေးခါတွေလုံးလုံးလုံးမရရှိလို့အခုဆိုရင်တော့တော်တော်လေးကို ကိုခါရီချဆင်းပြီးတော့မှယောဂပေါင်းစုံရနေတယ်လို့ကျွန်တော်နောက်ဆုံးကြားသိရတာပဲဖြစ်ပါတယ်။ကျွန်တော်ကလည်းပြည်မခုဆိုတော့အရပဲ့ဖွဲ့စည်းတွေပြင်နိုင်ငံတကာနဲ့ပြည်မကွန်ကြီးထောက်ပံ့မှုတွေကိုလည်းစကောင့်စီရနေပြည်မသူတို့ဧကတ်ထဲကိုအကုန်လုံးထည့်နေတာမလို့ရဟန်ပြည်သူတွေနဲ့ပတ်သက်ပြီးတော့မှတေချာလေးကိုဂယူးဆိုင်ပြီးတော့မှပေါ့နော်။ကန်တဖြေရှင်းတင်နေပြီဆိုတဲ့အကြောင်းကျွန်တော်ကြားရတာပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့ဘောမရက်ကကြုံမြင့်မြန်နေပြီးတော့မှလာရှုမျိုးကိုစစ်ကောင်စီကနေပြီးတော့မှပြန်လည်ထိန်းချုပ်နိုင်တော့မယ်ဆိုပြီးကျွန်တော်တွေးနေရတော့အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မှ NUG နဲ့ ဗီဒီယိုတဖို့ဝင်နေဘူးလို့မျိုးအချောင်ပြောဆိုထားလဲဆိုတာကျွန်တော်တစ်ချက်လောက်ချိလိုက်ရအောင်နော်ဒေါ်လာရေးဒေါ်လာရေးဆိုပြောခဲ့ကြတယ်နောက်ဆက်အာဏာရှင်ပြုတ်ကြရေးလို့ပြောခဲ့ကြတယ်အခု last show ရဲ့နောက်ဆုံးအခြေအနေကိုကြည့်လိုက်တော့ PDF တွေ NUG အုပ်စုတွေဘယ်ကြောင့်ကတ်သွားလဲ NUG PDF ကပြောတယ်နော် last show မှာပတ်ကပ်ပါတယ်ရှိသေးတယ်ဥထုံးနှောင်းဟင်းကိုဥထုံးနှောင်းဟင်း NLD ကဥထုံးနှောင်းဟင်းကိုအာသူတို့ကဲထုတ်ထားပြီးပြီလို့ဘာဖြစ်ပြီညာဖြစ်ပြီလို့ပြောကြတယ်ကဲပမာတော့အခု last show ပတ်ကပ်ပါဘယ်ရောက်သွားတော့အခုတကယ်လဲဟိုက step ကပြန်လဲဝင်လာပြီကြည်သာတစ်ချက်အောင်ပေါ့ဦးစက်ကပြန်လဲဝင်လာအောင်အကုန်လုံးဘယ်ရောက်သွားလဲကြက်ပြောင်းကြက်ပြောင်းပျောက်သွားတယ်ဆိုတော့ ော်လန်ရေးလို့သူတို့ချွေးချထားပြီးတော့ဆရာကြီးပြောကြတကယ်မှန်တယ်ဆိုရင်အဲ့လာရှူကပြတ်တိုက်လေတိုက်လည်းမတိုက်ဘူးအခုအဲ့မှာတေဝါနေတာနော် PDF ဒီအလောင်းနေရအခုတော့ဘာဖြစ်သွားလဲဆိုတော့မြေကျူမြောသားတွေဖြစ်ကုန်တယ်ဘာမှလည်းမသိဘူးလူမသိသူမသိသေးရတယ်ဘာမှလည်းမဖြစ်ဘူးအဲ့တော့သူတို့အလောင်းတွေကသူတို့တေးပေးရတာဘာတော့တေးပေးမှမသိပါဘူးလို့ကျွန်တော်ကျွန်တော်ပြောတယ်ခဏခဏပြောခဲ့ဘူးလေဒီကိုကံအုပ်စုတွေဟိုးအုပ်စုတရုပ်စုတွေမြောက်ပိုင်းအုပ်ဖွဲ့တွေတိုက်တယ်ဆိုတာက PDF တွေကိုဂျားကန်ခုလုံးလုပ်ပြီးကွန်တုံးလို့ကျွန်တော်ပြောခဲ့တာကွန်တုံးဆိုတဲ့သဘောလို့ကျွန်တော်ပဲစာသုံးတာဒီကောင်ဒီကွန်တုံးတွေလို့ဆိုတော့ဒီကောင်လေလိုသုံးလိုသုံးသုံးခံလိုက်ရတာ ပြီးတော့လွတ်ပြေးခံလိုက်ရတာအခုတော့နော်ဒီမှာတက်ကိုချဖို့တော့သူတို့ကတက်ကိုဝိုင်းဆော်ဖို့တော့သူတို့ကဝိုင်းပြီးတော့ဒီကောင်းလေးကိုကွန်ထရိုးလုပ်တော့မှာပြီးတော့ဗမာဝိုင်းတိုက်ခိုင်းတာဗမာဝိုင်းတိုက်ခိုင်းတာတိုက်ခိုင်းတော့ဗမာစစ်တပ်နဲ့ဗမာ PD အနေနဲ့ဒီကတက်မတော်နဲ့တိုက်ခိုင်းတယ်တက်မတော်ဗမာစစ်တပ်လို့သုံးပြီးတော့တိုက်ခိုင်းတာအဲ့တော့ချလာတော့တေတော့ဗမာတွေပဲတည်တယ်အများဆုံးတက်ကတေတော့လေဗမာတွေအများဆုံးတည်တယ်ဟုတ်ပါတယ်ဗမာတွေအများဆုံးတည်တယ်ဒီကောင်းလေးကနေရာတွေတစ်ခုတစ်ခုအလန်းဆိုင်တယ်ဗမာတွေကအလောင်းနေဗမာ PD တွေအလောင်းပေါ်မှာဒီကောင်းလေးအလန်းဆိုင်တယ်ပြီးလဲပြီးတော့အခုနေလားငါလားလည်းဖြစ်ကောနောက်ဆုံးလာရှုကိုတက်ကိုပြန်ပေးတယ်ဆိုတော့အဲ့မှာတည်တဲ့ကောင်းလေးကဘာတို့တည်ရတော့ဘူးလို့အဲ့မှာတည်တဲ့ PD တွေဘာတို့တည်ရတော့ ရှင်းပြရင်တော့အဲ့ဒုံကလေးကကျွန်တော်ပြောခဲ့တယ်မောင်ဆောင်ခါရဲ NUG ရဲအဲ့နှစ်ဖွဲ့ကနော်ကရား PDF ဖွဲ့ဒီသုံးဖွဲ့ကကိုကံကိုလူရောက်စားတယ်တိကျလူရောက်စားတယ်ဒါပေမဲ့လူရောက်စားတာရိုးရိုးရောက်မစားဘူးတော်လိုင်းရေးဆိုတဲ့ကောင်းစင်နဲ့ရောက်စားတယ်လို့ကျွန်တော်ပြောခဲ့တယ်ပြောရဲတယ်နော်ရောက်စားတယ်ဘယ်လိုရောက်စားလဲငါတို့အရှေ့ငါတို့ကနေပြီးတော့တော်လိုင်းရေးအတွက်လာပြီးလူငယ်ပေါင်းလူငယ်တစ်ထောင်လာပေါင်းမယ်အဲ့တစ်ထောင်တော့မင်းဘယ်လောက်ပေးဆိုတော့ကောင်းဆောင်မယ်ညှိထားပြီပတ်စံဘယ်လောက်ဆိုယူပြီးသွားပြီမောင်ဆောင်ကတော့ဆိုယူပြီးသွားပြီပတ်စံနော်ယူပြီးသွားပြီယူပြီးတော့မှဘယ်လောက်ဆိုနော်နံပါတ်1ငါတို့လူတစ်ထောင်ပို့ရင်ပို့မယ်တစ်ထောင်ပေါ့နမူနာပြလူတစ်ထောင်ငါတို့ပို့မယ်အဲ့တစ်ထောင်အတွက်မင်းပတ်စံဘယ်လောက်ပေးဆိုပြီးလူရောက်စားတာ လူရောက်ဆိုင်မယ်လူရောက်ဆိုင်လို့လူကုန်ကူးတာကိုလူကုန်ကူးတယ်လို့မသုံးနဲ့တော်လန်ရေးဆိုခေါင်းစဉ်တက်လိုက်တာအကောင်လုံးတပူဓမာကြီးသွားကြတယ်ရှမ်းမြောက်ကျော်မင်းပြောတဲ့ပုံဆိုင်ရတော့ကျော်တော်တော်လန်ရေးတပ်ဖွဲ့ဝင်တွေကနေပြီးတော့မှလာရှုံမျိုးအသိမ်းပိုက်တဲ့အချိန်မှာ MND ကိုပေါ့နော်လူကုန်ကူးတယ်ဆိုတဲ့ပုံဆိုင်မျိုးနဲ့ပုတ်ချက်ပြောဆိုနေတာဖြစ်တယ်အခုချိန်မှာတော့တေဝါကိုနဲ့ထင်းထင်းကျိုက်ပြီးတော့မှလာရှုံမျိုးကိုပြန်ဝင်လာတဲ့စစ်ကောင်စီအနေနဲ့ကတော့ဘယ်လိုမျိုးတွေဖြစ်လာမလဲဆိုတော့ကျော်တော်ဆောင်းချက်မှာပဲဖြစ်ပါတယ်ဘယ်လိုမျိုးပြပါအကိုပစိန်ရိုးစပြီးတော့မှအားချောင်းဟစ်ကျွေးခဲ့ကြတဲ့ပေါ့နော်ဒီဘောမအောက်တန်းစား ဖွေးဆုပ်ခွေးပြစ်တွေရဆိုတော့အခုချိန်မှာတော့သူတို့အနေနဲ့ကတော့လာရှုမျိုးပြန်လည်ထိန်းချုပ်နိုင်ဖို့စ조사နေတာပြီးတော့မှ MNDR ဆိုတော့တရုတ်ဖီးယားနဲ့သူခုဆိုရင်တဖြည်းဖြည်းတဆုပ်နေရတာပဲဖြစ်ပါတယ်။ဒီကျော်မင်းပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးစုနေကြတဲ့မြို့ပပြည်သူတွေဘက်ကနေပြီးတော့မှလည်းပေါ့နော်။ကိုယ့်ရဲ့မြင်စမ်းတာလေးတွေကိုထုတ်ဖို့ပြောကြပေးတော့ဖို့ကျွန်တော်ဒီနေရာကနေအားလုံးကိုတောင်းဆိုပါတယ်။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့အရေးချုပ်ပေါ်ကရုံးကနေပြီးတော့မှ တပိတ်ချင်းမျိုးမှာပေါင်ဝါရဘုံတွေကျဲခဲလို့ပေါ့နော်အဲ့ဒီကြောင်းနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးအာတိရောက်နေလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်စစ်ဆိုတာပြုတ်ပြောမယ်ကျွန်တော်စစ်တိုက်လို့နိုင်မနိုင်နဲ့မဟုတ်ဘူးစစ်တိုက်လို့ဘယ်နှမျိုးဘယ်ဟာဘယ်နေရာဘယ်လောက်ပဲတိန်တယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွတ်ကငင်းချမ်းအေးချမ်းမှုကိုရည်ကြည်တာတနက်တစ်ချက်မဖောက်ဖဲနဲ့ပဲရရဘယ်လိုပဲရရလင်းခံထားတဲ့မျိုးတွေရပလက်နဲ့ပဲရရရောက်ကောင်းနဲ့ရရဖို့ရည်ကြည်တာပဲဟွန်းရိုက်မှာပြည်သူလူထုတွေအေးအေးချမ်းချမ်းတော်တော်လှုပ်လှုပ်ရှားရှားလှုပ်လို့ရရင်ကျွတ်တို့ကျင်နေပြီဒါပဲ လုံရတာပဲအဲ့တော့ဝမ်းနေတာတွေပူဆွေးတာတွေလုံးမနေနဲ့ဟုတ်လားပူဆွေးတော့ကလည်းလောင်မြိုက်မိနေကြတယ်လို့ဟိုဘက်ကဟာဒီပြေးပြေးတွေရောဗာတွေရောပြောချင်တာကိုကူအဖမ်းမခံအောင်လားယင်နေရလို့လည်းပြောချင်တယ်နော်နောက်တစ်ချက်ကဥသိန်းတို့ဒီမှာခုတွေ့ရတယ်ဗျာနော်အခုဖြစ်နေတယ်တဲ့နတ်မတော်ကပေါ့ဗျာဒီပေါင်900နဲ့ကျဲပါတယ်ဗောနော်ပေါင်900နဲ့ကျဲသွားတဲ့တပိတ်ချင်းကိုတဲ့ຫນွေဘိုးရင်ကလည်းမကူဘူးတဲ့ခိုင်နေဝင်လည်းမကူဘူးတဲ့ဖြူထွေးလည်းမကူဘူးရေခဲကြောင်းလည်းမကူဘူးကိုမင်းရင်ထွေးလည်းမကူဘူးတဲ့နော်တော့ပြန်ရင်လည်းတဲ့အတန်းရှာရကြမယ်တဲ့ အတန်းရှာတယ်ပေါ့ဖြစ်ဦးမယ်တဲ့မျိုးလုံးမကန်းစင်နဲ့နားမကန်းစင်နဲ့တဲ့ဩအကြမ်းဖက်တွေခိုးအောင်တဲ့နေရာအကြမ်းဖက်တွေရှိတဲ့နေရာအကြမ်းဖက်တွေပြည်သူတွေဆက်ဆက်ကြီးကောက်ပြည်သူတွေပိုင်နေရဲ့ရွှေရွှဲနေဝါးတွေလှုပ်ရှားနေတဲ့နေရာကိုပေါင်900နဲ့ကျဲတာကိုဒီပရဟိတလုံနေတဲ့သူတွေကငလျင်တိုင်းပြည်သူတွေတန်းကြီးရလားဟမ်အဲ့မပြည်သူတွေစီကတအားကောက်ထားတယ်ဟုတ်လားတပည့်ချင်းဘက်ကရွှေရွှေနေငွေရွှေနေအဲ့မှာအများကြီးရထားတာဗျာအပိတ်တဲ့ကျောင်းလားအများကြီးရထားတယ်အားကြီးအများကြီးပဲ ဲ့တပည့်ချင်းမှာရွှေကုမ္ပဏီတွေရရတဲ့ရွှေတွေနဲ့ဟုတ်လားအဲ့ဒီလူတွေတွေစီကခင်ဗျားတို့လှုပ်လေအဲ့ဒါတွေနဲ့ခင်ဗျားတို့တပည့်ချင်းမှာဘုံကျဲခံရတဲ့ဟာတွေဟိုရိတ်ခါတောင်းမှလားဘာလို့မတောင်းတာလဲဟမ်အဲ့ဒီစီကရအောင်တောင်းကြလေဗျာပေါ်ကတော့အခုချိန်ထိဒီလိုမျိုးပြောရသေးတယ်နော်ကျတို့လာရှုမျိုးနဲ့ပတ်သက်ပြီးတော့မှလည်းဒီကောင်တွေကဟုတ်ဆိုရင်ကြည်တက်ချက်တောင်းမှမဖောက်ရောက်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ တေဝါကိုဘီမှာပြောဆိုနေတာကိုတွေ့ရပဲဖြစ်ပါတယ်။မြောက်လိုင်းရနေပြီးတော့မှတေဝါကသူတို့ရဲ့ယေရှုရှင်ဆိုပြီးတော့မှပြောဆိုထားတာဖြစ်ပြီးတော့မှယေရှုရှင်မဖြစ်မဖို့လဲပေါ့နော်။ပီတူတို့ဒီကောင်ကနေပြီးတော့မှချင်းချောက်ပြောဆိုတာကိုလည်းဒီနေ့မှကျွန်တော်ကြားတဲ့ရပဲဖြစ်ပါတယ်။တစ်ဖက်မှာဆိုရင်တော့ကျွန်တော်တို့ဒီငလီမေးတန်တဲ့ပီတူတွေပြင်ဒီစပေးရှောင်းတွေကိုလည်းကုညီဖို့ပရိုက်တာသမားတချို့ကိုဝေဖန်တာတွေကြားနေရတဲ့နောက်ပိုင်းမှာဒီကောင်တွေကနေပြီးတော့မှခုလိုမျိုးပီတူတွေကိုပြန်ပြီးတော့မှအားချောင်းပြောဆိုနေတာပြီးတော့မှ ကျွန်တော်မြန်မာပြည်သူချင်းချင်းပေါ့နော်လူချင်းချင်းတူတူပဲကိုဒီလိုမျိုးခွဲခြားဆက်ဆံခံနေရတဲ့အတိုင်းပြည်မှာနေနေရတာကတော့တော်တော်လေးကိုအခုတူများတယ်လို့ပြောရမှာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဆုံးပြီးတော့သဘောအနေနဲ့ဥကြွားနေပြီးတော့မှအခုလိုမျိုးပေါ့နော်ကျွန်တော်ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာခွဲခြားခွဲခြားနဲ့ဆက်ဆံခံနေရတဲ့အကြောင်းကိုဒီ Pride သမားတချို့ကိုပြန်ပြီးတော့မှဆုံးမပြောဆိုထားတဲ့ဟာလေကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။ဥပရိတ်ကလူကောင်းတွေတတ်ထားတဲ့လူတွေကမြန်မာအာ ဟိုဟိုလူကိုကူရမယ်ဒီလူကိုကူရမယ်အဲ့လိုစိတ်ဓာတ်တွေရှိလားရှိတဲ့လူကိုပြောတာနော်အဲ့လိုစိတ်ဓာတ်မျိုးရှိတဲ့လူကိုတိတ္တကိုပြောတာမြန်မာနိုင်ငံပရိုက်တာတွေများသောအဖြစ်တော်လိုင်းကလာမှာစိတ်ပေးရှောင်ပြည်သူတွေအများမအများကြီးဒုနဲ့ဒီဘယ်အဖွဲ့စီကဘယ်အတိုင်းဝိုင်းမှာတော့မလှူကြဘူး ်ပါတယ်ကျွန်တော်တို့ပြပကလူတွေကပြည်တွင်းမှာဖြစ်နေတဲ့ဒုက္ခမှန်သမျှဘလို့လူမျိုးမဆိုဘလို့လူတန်းစားမျိုးဆိုမဆိုအကောင်လုံးကစေတနာတန်တန်နဲ့ရလာတဲ့ချွေးနှဲစာလေးနေနဲ့ကုတင်ကြတာဗျဘာအစ်စ်တမ်းမှမခွဲကြပါနဲ့မင်းပရိုက်တာလုပ်ပြီးဘာဖြစ်လဲကြောက်နေကြတာပရိုက်တာလုပ်ဟမ်ကြောက်နေကြတာ ဟိုလူကိုမလူမလူ့အောင်မပူအောင်ဒီလူကိုမလူ့အောင်မပူအောင်အဲ့လိုခွဲခြားတာလားပရိုက်တာဆိုတာဟာတေချာစဉ်းစားကြပါတေချာစဉ်းစားကြခင်ဗျားတို့ကျုပ်တို့ကတော့အဲ့လိုခွဲခြားနေမှာမဟုတ်ဘူးဒုက္ခရောက်တဲ့လူမှန်သမျှအကောလုံးကုမယ်ပရဟိတရဲ့အကြောင်းလေးကိုကကနနတေချာလေးလာကြည့်ကြအောင်ဆရာတော်ဘုရားကြီးတွေလည်းယဟန်တန်ကဆရာတော်ဘုရားတွေလည်းစိတ်ပြီးရှောင်နေတယ် ဒုက္ခတွေတည်းကလူတွေမဟုတ်ဘူးလားပရာဟိတသမားတွေစိတ်ပေးရှောင်နေတဲ့လူတွေကဒုက္ခတွေတည်းကလူတွေမဟုတ်ဘူးလားဟမ်အခုမှဗျာဟိုဟိုပါတီကထွက်လာလိုက်ဒီပါတီကထွက်လာလိုက်ဟိုပရာဟိတကထွက်လာလိုက်ဟိုလူမှုဖွဲ့စည်းကထွက်လာလိုက်ဟမ်ခင်ဗျားတို့ခင်ဗျားတို့ရဲ့စိတ်ကြစိတ်ကြီးစရာကောင်းတယ်နော်ခင်ဗျားတို့ရဲ့ပရာဟိတစိတ်ကြတွေကအရင်ကြီးကြီးစရာကောင်းတယ် ခုကျော်ပြောတော်တဲ့အရာမှာနော်ကျွန်တော်တို့ private ဆိုတဲ့နေရာမှာဒီလိုမျိုးပုဂ္ဂိုလ်ရေးတွေဘာတွေကိုဖယ်ရှားထားပြီးတော့မှဒုခရောက်နေတဲ့လူတွေအားလုံးကိုကူညီတာ private မှာလို့ခေါ်တယ်ဆိုတဲ့ကြောင့်လဲသူကလည်းမြေတမတိချာလေးရှင်းပြပြောဆိုထားတာဖြစ်တယ်ကျွန်တော်ငလေးမေးတဲ့အသိပ္ပိတွေကိုကျွန်တော်ကူညီပြီးတော့မှ space ရှောင်ပြီးသူတွေကျွန်တော်ဒီလိုမျိုးဖြစ်တယ်လို့ထားရတယ်ပေါ့နော်ဒီ private တမအမိခံဖွဲ့စည်းတွေနဲ့ပုံကောတချို့အရဆိုတော့အခုချိန်မှာတော့တော်တော်လေးကိုများနေတာပြုမှအနာကလည်းကျတို့ ဒီအကြောင်းမျိုးမျိုးကြောင့်သူတို့ကနေပြတော့မလူရဲတာလဲကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်ဘလိုပဲပြောပြောပြီးသူမှပြီးသူရှိတယ်ဆိုတဲ့အတိုင်းပဲအခုဆိုရင်ကျွန်တော်ပြီးသူချင်းချင်းပြန်လဲပြတော့မှကုညီဖေးမရင်းနဲ့ရှေ့ကိုကြည်တဲ့နေတာပြတော့မှစစ်ကောင်စီရဲ့ရုံမမှုတွေကြားတဲ့ကနေပြတော့မှအောင်ပွဲတွေလည်းရရှိနေတာပဲဖြစ်ပါတယ်ပြီးသူတဲ့အလုံးအနေနဲ့ကတော့အခုလိုမျိုးခက်ခဲပေါင်းစုံရနေပြတော့မှရှေ့တဲ့ခြေလမ်းတွေကြားတာမလို့မကြခင်မှာတော့ပြီးသူအလုံးမျောလဲနေတဲ့တော်လောင်ပွဲကိုကျွန်တော်တို့နေနဲ့တိချက်ပေါ်မရတော့မှဆိုတဲ့အကြောင်းပြောနေတဲ့ ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီညဘောပဲစုံသက်ချင်ပါတယ်။စာဆုံးကျေးဇူးပေးကြတဲ့မိဘပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှတာရဲ Channel ညချမ်းလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းစုံကောင်းတောင်းပေးလိုက်ပါတယ်။